ကျော်စွာဝင်းကတော့ဝါထိုင်းနိုင်ငံမှာတကယ်ကိုမှနာမည်ကြီးနေပြီထိုင်းနိုင်ငံရဲ့ North Star FedEx တို့တကယ်ကိုမှနာမည်ကြီးတဲ့သူတွေကကျော်စွာဝင်းကိုเนาะကျွန်တော်တို့အရှိန်ယူပြီးတော့လှူစားနေတယ်လို့တောင်တွေ့နေရတယ်ပေါ့เนาะဒီလိုပြောလို့ Star FedEx တို့ကိုစော်ကားတာမဟုတ်ဘူး ပရိသတ်တွေနော်ချစ်ချစ်ကြဗျနော်ဒီ feathers တွေမှာကစားနေတဲ့ fighter တွေတော်တော်များများကကြောစွာဝင်တဲ့အတူတူရိုက်ထားတဲ့ video တွေဓာတ်ပုံတွေတင်တဲ့အခါမှာ light တွေက theme ချီ view တွေကသန်းချီဗျာ စဉ်းစားကြည့်ကြတော့တို့ဟာကြောစောဝင်းနဲ့ရေမရိုက်ပဲတို့ကတို့တင်တာထက်ကြောစောဝင်းနဲ့ရိုက်ပြီးတင်တာကပုံမူပြီးတော့ view တန်းကြီးရတယ်လို့ပတ်စံတွေကဒေါ်လာထောင်ကြီးကိုဝင်တာဗျဆိုတော့ကြောစောဝင်းနဲ့တို့ရိုက်တာကအများကြီးကျိုးရှိတယ်အခုထိုင်းနိုင်ငံရဲ့တကယ့်ကိုမှဆယ်လီတွေအောင်မနေ့ကဆိုရင်တို့တော့ကောင်မလေးချေချောလီဒါဘန်ကောက်ကနေပြီးတော့ feathers တင်ကို လာရောက်လေပြီးတော့ဒါနော်များစွာသောကျွန်တော်တို့ non dot y2k တို့နဲ့အပြီးတကကျွန်တော် non star feathers တို့နဲ့များစွာဓာတ်ပုံတွေရိုက်တယ်ရိုက်တဲ့နေရာမှာကြောစာဝင်းနဲ့ပါထိုက်ရိုက်တယ်ကြောစာဝင်းနဲ့ရိုက်တဲ့အခါမှာလည်းမြန်မာလက်ဝေးကိုနော်လက်ကမောင်းခတ်တာလေးနဲ့ကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးတယ်ပြီးတဲ့အခါကျတော့မြန်မာစကားနည်းနည်းပပသင်းနေပြီးတော့ file လေးတွေသင်းလာတယ်ပေါ့နော်ဆိုတော့ဟို star feathers တို့နဲ့ရိုက်တဲ့ video တွေထက် ဟို Y2K တို့နေရိုက်တဲ့ဗီဒီယိုတွေဓာတ်ပုံတွေချက်ဒါကြောစောဝေးနဲ့ဒါရိုက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေက online မှာတကယ်ကိုမှဘာရင်ဖြစ်ပြီးတော့လူချိတ်များနေတာဖြစ်တဲ့အတွက်မြန်မာ fan တွေကိုတော်တော်လေးကိုဒါသိစေတာဖြစ်တဲ့အတွက်သူအနေနဲ့ပတ်စံတွေအများကြီးရသွားတယ်ဗျာသူကတော့ social influencer တယောက်ဖြစ်တယ် line ပေါ်မှာလူသိကြော်ကြားရသူတယောက်ဖြစ်တယ် strike ကကျတော့အခုလိုမျိုးတော့ဟိုထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့သူတွေတောင်ကြောစောဝင်းစီကိုလာပြီးတော့အခုလိုမျိုးတော့ အဲ့တို့ရဲ့ဒါ reach တွေတက်ဖို့အတွက်အသုံးချနေတာဖြစ်တဲ့အတွက်အသုံးချရဲဆိုတော့ကျွန်တော်တို့ဟိုမကောင်းဘက်ကပြောတာမဟုတ်ဘူးတို့ဟာတို့ပေါ့နော်ဒါဟိုကြောစာဝင်းကိုဘယ်လိုပြောရမလဲတို့အနေနဲ့မကောင်းဟိုဟိုလိုချင်တာလည်းမဟုတ်ဘူးတို့အနေနဲ့ဟိုမကောင်းဟိုဖြစ်တာလည်းမဟုတ်ဘူးစိတ်ရှိတာလည်းမဟုတ်ဘူးတို့ဟာတို့နော်ဘယ်လိုပြောမလဲခင်းတဲ့သဘောအနေနဲ့ဗိတကကြာတို့အတွက်လည်းအကျိုးရှိမယ်ကြောစာဝင်းအတွက်အကျိုးရှိမယ်ဆိုရဲ win win situation အစရိအနေထားမျိုးနဲ့ကြောစာဝင်းကိုတို့အနေနဲ့အသုံးချတာလေးကိုကျွန်တော်အနေနဲ့တွေ့ရတယ်ဒါကဘယ်သူမှညင်းလို့မရဘူးဘလောက်ပဲကျွန်တော်စိတ်အိမ်မှန်နဲ့ဆက် န်တီဖြစ်စေနော်စတန်ဖက်ဒက်စ်တို့ဒီမှာလဲကျွန်တော်ကျော်စောင်းဝင်းဘီရိုပုံပါလို့ရှိရင်ပြူးများတယ်လိုက်များတယ်ဒါတော့တယောက်မကြံလက်ခံရမယ်ကျွန်တော်ရေစကားပဲဟုတ်တယ်မလားဆိုတော့အော်အခုကကျော်စောင်းဝင်းကတော်တော်လေးကိုအရေးပေးခံနေရတယ်မကြခင်မှာလာမယ့်လတော့30ဒီနေ့မှာကျော်စောင်းဝင်းရဲ့ထူးပွဲကိုကြည့်ရမယ်ပေါ့လေဆိုတော့ကျော်စောင်းဝင်းဟာအမတန်းမှအခုချိန်မှာထိုင်းနိုင်ငံမှာတော်တော်လေးကိုနာမည်ကြီးနေပြီဗျာနော်